င်္ဂလာပါရှင်2025ခုနှစ်ဇွန်လ3ရက်နေ့ရက်မွန်းတက်12နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ဒဇယ်မြို့နယ်မှာကင်းလဲနေတဲ့စစ်ကောင်စီတပ်ကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာဘိုးအပါရှစ်ဦးသေဆုံးသွားပါတယ်။အဆိုတော်ချမ်းချမ်းနဲ့ဆက်ဆက်ပြီးတော့ထောက်ပို့လုပ်တယ်လို့စွပ်စွဲခံရသူ2ဦးဖမ်းဆီးခံလိုက်ရပါတယ်ရှင်။မင်းအောင်လိုင်းအမိတ်နဲ့နိုင်ကတဝံလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစီမံချက်နဲ့စစ်ကောင်စီကဖမ်းဆီးရမှာငွေညစ်မှုတွေ ထောင်နံတလအခြားခံမှုတွေနဲ့စစ်မှုထမ်းအဖြစ်ဖမ်းဆီးစုဆောင်ခံရမှုတွေအကြီးကျယ်ဖြစ်ပေါ်နေပါတယ်။အေအေ TNN နေနဲ့ MMDA မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲကအပြစ်ခတ်ရက်စဲရေးတလထမှန်တူးမြင့်ကြေညာလိုက်ပါတယ်ရှင်။ခမာယ34နှစ်မှာတင်နန်းစင်းတက်တာ2ဦးကော့တောင်ပါကာဖာချံအလင်းဝင်လာပါတယ်။ရောင်ရွှေမြို့နယ်မှာအင်အားရာနဲ့ချီတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ကစစ်ကြောင်းထိုးကမိရှုနေပါဗျ ီသတင်းနဲ့အတူဒီကနေ့မွန်းတဲ့12နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပရမဆောင်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းဒဇယ်မြို့နယ်မှာကင်းလဲနေတဲ့တံဖတ်စစ်ကောင်စီတပ်ကိုဂျာဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ကဘိုးအပါဝင်၈ယောက်တေဆုံးပြီးလက်နက်ခဲယံတချို့ကိုသိမ်းဆီးရရှိခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကမနေ့ညပိုင်းမှာထုတ်ပြန်ထားပါတယ်။ဒဇယ်မြို့နယ်တဲကုန်းကြီးဝဘတ်ကင်းလဲလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစောတီတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကဇွန်လ2ရက်နေ့ မနေ့ကမနက်ပိုင်းမှာဓာဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ကနှစ်ပွင့်ဖို့အရာရှိအပါဝင်ရှေ့ရောက်တည်ဆုံသွားကြောင်းကနအူးသိရပြီးကာပိုင်အမျိုးသားတနက်နှစ်လက်နဲ့တီချို့ကိုတိမ့်စီရရှိခဲ့တယ်လို့ PLA ကဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA 30မြို့နယ်ပါကာဖာတိုင်းနယ်နှစ်ပါကာဖာနဲ့ရေဦးပါကာဖာတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အဆူရောချမ်းချမ်းကိုစားတော်လန်ရေးတပ်ဖွဲ့တွေစီကိုဂျားခံငွေလွှဲပေးတယ်ဆိုတဲ့ဆွဆွဲချက်နဲ့မန္တလေးကအမျိုးသမီးတအူးနဲ့ရန်ကုန်ကအမျိုးသားတအူးတို့ကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်သူတို့ကိုဧပြီလ23ရက်နေ့နဲ့မေလ10ရက်နေ့တို့မှာဖမ်းဆီးထားတာလို့ဆိုပါတယ်။ဒါ့အပြင်သူတို့နှစ်ဦးဟာချမ်းချမ်းရဲ့အွန်လိုင်းဈေးရောက်လုပ်ငန်းကနေနိုင်ငံခြားပစ္စည်းတွေထပ်ဆင့်ဖြန့်ဝေတာနဲ့ငွေကောက်တာတွေ လုတ်ပေးတယ်လို့စစ်ကောင်စီကထုတ်ပြန်ကြမှာပြောထားပါတယ်။စစ်ကောင်စီကအွန်လိုင်းစနစ်နဲ့ရောင်းချတဲ့လုပ်ငန်းတွေကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်အမိန့်ထုတ်ပြန်ထားတာကြောင့်ဖမ်းဆီးရမိတဲ့နှစ်ဦးကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူဖို့စောင့်ရွက်နေတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့စစ်တပ်ကဆွဆွဲချက်ဖြစ်တဲ့ထောက်ပို့လုပ်ငန်းလှုပ်ဆောင်တာနဲ့ပတ်သက်လို့ဘလို့အရေးယူထားတယ်ဆိုတာကိုတော့တိတိကျကျထည့်ပြောထားတာမရှိပါဘူး။နိုင်ငံပြင်ပရောက်နေတဲ့တော်လန်ရေးထောက်ခံသူတွေရဲ့ အွန်လိုင်းလုပ်ငန်းကိုပြည်ရင်းကနေကူညီရင်အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အရေးယူမယ်လို့စစ်ကောင်စီကသတိပေးထားပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာမတ်အိမ်ပိုးဦးမတ်အိုင်ရင်မတ်တစ်တင်းနှွယ်မတ်ဇွန်နီလာချေကိုအောင်တော်ဆရာမမတ်ခိုင်စုတွင်ထန်းနီနီတန်းနဲ့ချမ်းမြများတော်တို့နဲ့ချိတ်ဆက်လောက်ကိုင်းနေသူတွေကိုစီစစ်ဖော်ထုတ်နေတယ်လို့လဲဆိုပါတယ် စစ်အာဏာသိမ်းလင်းနစ်ကျော်ကာလတွေမှာလူမှုကွန်ရက်ပေါ်မှာစစ်ကောင်စီကိုစန့်ကျင်ဝေဖန်ပြီးတော့လူလူလှုပ်ရှားမှုတွေနဲ့တော်လှန်ရေးအဖွဲ့တွေကိုထောက်ခံအားပေးတဲ့ရေးသားမှုတွေပြောဆိုဆက်သွယ်မှုတွေကြောင့်ဖမ်းဆီးခံရသူ1884ဦးရှိတယ်လို့ Data for Myanmar ရဲ့အချက်လက်တွေကဖော်ပြထားပါတယ်ရှင်ဆလဘီအကြံဖတ်စစ်ကောင်ဆောင်မယောင်းလိုက်အမိန်နဲ့နိုင်ငံတော်လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်ရီကိုစီမံချက်နဲ့စစ်ကောင်စီကဖမ်းဆီးရမှာငွေညစ်ခံရမှုများ ထောင်နံတလအချခံရမှုများစစ်မှုထမ်းအဖြစ်ဖမ်းဆီးဆုဆောင်ခံရမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေတယ်လို့လဲဆိုပါတယ်ဇွန်လတရက်နေ့ကနေစပြီးအကြမ်းဖက်စစ်ကောင်စီကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစီမံချက်နဲ့ဖမ်းဆီးနေရနိုင်ငံတော်မှာငွေညှစ်မှုများလိုင်စင်ရှိတဲ့ဆိုင်ကယ်နဲ့ကားတွေချင်းချောက်ငွေတောင်းခံရမှုများလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေစီးနှင်းနယ်လို့ဆိုကပြစ်စီသိမ်းပြီးတော့လူကိုလည်းတရားရုံးတင်ထောင်တလချခံမှုတွေလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားစီးသူတွေ လူငယ်တချို့ကိုလည်းစစ်မှုထမ်းဖြစ်စုဆောင်မှုတွေဖြစ်ပေါ်လျက်ရှိကြောင်းလည်းသိရပါဗျ။စကိုင်းမျိုးပေါ်မှာတော့လိုင်စင်မဲ့ဆိုင်ကယ်စီးတယ်ဆိုပြီးပန်းတော်ရက်ကွက်ကလူငယ်နှစ်ဦးကိုဆိုင်ကယ်လဲတိန်တယ်လူတွေကိုလည်းစစ်သားစုဆောင်ရေးပို့တယ်စစ်မှုမထမ်းရင်ထောင်ချခံရမယ်စစ်မှုထမ်းရင်တော့စစ်တင်တန်းတက်ပြီးအေးအေးဆေးဆေးအပြင်မှာနေလို့ရတယ်ဆိုပြီးစုပေါင်းအဖွဲ့ကစစ်သားစုဆောင်ရေးတက်ကိုပို့လိုက်တာလို့ စကိုင်းမြို့ဇေယျကွက်တီရက်ကွက်မှာရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တအုပ်ကပြောပါတယ်။အလားတူပဲမန္တလေးတိုင်းတာစီမြို့နယ်လိုင်းတက်ခရိုင်ချင်းဆက်လမ်းစုံမှာလိုင်စင်မဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီကစီမံချက်နဲ့ဖန်ဆီးရာမှာဆိုင်ကယ်စုစုပေါင်း7ဘိန်းကားနဲ့နှစီးစာရရှိကြောင်းအဲ့ဒီနောက်မှာဆိုင်ကယ်တွေကိုရဲနဲ့စစ်တပ်ကတံပိုးဖြတ်ပြီးတော့ထဝက်ဈေးနဲ့ပြန်လည်ရွေးယူခိုင်းကြောင်းလဲသိရပါတယ်။ဇွန်လတရနေ့ကတာစီ လိုင်းတက်ခရိုင်ကျင်းဆက်လမ်းစုံမှာဆိုင်ကယ်တွေလိုင်စင်မဲ့တွေဖမ်းတာစုစုပေါင်း7ဘင်းက2စီးစာတိုက်ဆိုင်ကယ်တွေရတယ်အဲ့ဒါဆိုင်ကယ်တွေကိုရဲနဲ့ဆရာဖားတွေကတံပိုးဖြတ်တယ်ဥပမာ7သိန်းတန်တဲ့ဆိုင်ကယ်ကို9သိန်းပေးရင်ချက်ချင်းပြန်ရွေးလို့ရတယ်တော်တော်များများကတော့ပြန်ရွေးယူကြတယ်လို့တာစီမြို့နယ်ကပြည်သူတို့ကပြောပါတယ် လိုက်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေကိုဖုံကြီးเจ้าများစာတင်เจ้าများနဲ့တောဆက်များမှာယာယီဆွန့်ပစ်ထားရမှာစစ်တပ်ကနေရာဘောင်းစုံလိုက်လံဖမ်းဆီးနေကြောင်းတချို့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနှင်းသူတွေကိုပြစ်စီသိမ်းပြီးလူကိုပါတရားရုံးချကနေကျင်ပြီးထောင်တလချမှတ်တယ်လို့လည်းသိရပါရဲ့ရှင်နောက်ထပ်သတင်းဒီပုံအနေနဲ့အာရခတက်တော် AA ပလောင် TNN နေနဲ့ကိုကတ် MMDA တို့အပါအဝင် ရောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲကအပြစ်ခတ်ရက်စဲရေးတလထက်မှန်တိုးမြင့်ကြောင်းမနေ့ကဇွန်လ၂ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ငလင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတော့တိုက်တာအဆောက်အုံများရှင်းလင်းရေးနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်တို့အတွက်တဖက်သက်အပြစ်ရက်ကာလကို နောက်တလတက်တန်းတိုးခြင်းဖြစ်ကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲကဆိုပါတယ်။စကိုင်းမန္တလေးတိုင်းရှမ်းပြည်နယ် ပဲခူးတိုင်းနဲ့နေပြည်တော်အပါဝင်မြန်မာနိုင်ငံနေရအနှံ့ပြားမှာမတ်လ28ရက်နေ့ကနေ30ရက်နေ့အထိလောက်ခတ်ခဲ့တဲ့ပြင်အား9.0အဆင့်ရှိတဲ့ အင်အားပြင်းငလင်နဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင့်ပျက်စီးဆုံးရှုံးသွားရတဲ့လူနေတိုက်တာအဆောက်အအုံများသာသနိကအဆောက်အအုံများနဲ့တမိုင်းဝင်အမွေအနှစ်များကိုရှင်းလင်းဖယ်ရှားရန်ငလင်အပြက်အစီအဆောက်အအုံများအကြားအသက်ရှင်ကြံရစ်နေတဲ့လူနဲ့အိမ်မွေးတရိတ်ဆန်တွေကိုရှောက်ပွေကယ်ဆယ်ရေးလုံနိုင်ရေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတဖက်သက်အပြည့်ရက်ဆဲတဲ့ထုတ်ပြန်ချက်ကိုမဟာမိတ်သုံးဘွဲကဧပြီလနဲ့မေလနှစ်လကြာထုတ်ပြန်ခဲ့ကြောင်းလည်းသိရပါဗျာ။ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များနှစ်လတာကာလကြာတဲ့အချိန်အောင်ရှင်းလင်းဖန်ရှားရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုမရှိတဲ့အပြင်မိုးသည်ထန်စွာရွာသွန်းရေးအဆောက်အအုံများထပ်မံပြိုကျပျက်စီးမှုများရှိနေကြ။ဒါကြောင့်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်ပြီးတော့လုပ်ငန်းများဆောင်ရွက်နိုင်ရန်ထပ်မံလိုအပ်ကြောင်းဇွန်လ2ရက်နေ့မှဇွန်လ30ရက်နေ့အထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတပတ်သက်အပြည့်ရကာလကိုထပ်မံတက်တန်တိုးလိုက်ကြောင်းလည်းသိရပါရရှင်။ ဆက်လက်ပြီးတနင်္သာရီတိုင်းကော့တောင်ခရိုင်အခြေဆိုင်စစ်ကောင်စီခမရ342မှာတက်တာနှစ်ဦးကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖထံကိုဆက်သွယ်ဝင်ရောက်လာကြောင်းပါကာဖတာဝန်ရှိသူကပြောပါတယ်။ကော့တောင်ပါကာဖထံဆက်သွယ်အလင်းဝင်ရောက်လာသူနှစ်ဦးမှာကိုစင်မင်းသူနဲ့ကိုနေမျိုးထွန်းတို့ဖြစ်ပြီးစစ်ကောင်စီရဲ့စစ်မှုထမ်းတင်တန်းအပတ်စဉ်ရှိတင်တန်းဆင်းတွေဖြစ်ကြောင်းသူတို့ကပြောပါတယ်။လက်နက်ခင်ရန်တော့မပါပါဘူးဗျ။ ချောင်းထဲကိုလှုပ်ပစ်ခဲ့တာလို့ပြောတယ်။မကင်ကျင်တော့လို့ရဲ့ဗျာလို့အလင်းဝင်တက်တာနှစ်ဦးနဲ့ဆက်ဆက်ပြီးတော့ကောက်တောင်းမြို့နယ်ပါကဖမတာဝန်ရှိသူတို့ကပြောပါတယ်။အဲ့ဒီတက်တာနှစ်ဦးက2024ခုနှစ်ဒီဇင်ဘာလမှာစစ်ကောင်စီရဲ့အာဓမ္မတက်တာစ်စုဆောင်ခံရတာစစ်မှုထမ်းတင်တန်းအပတ်စဉ်ရှိကိုတက်မတော်အမှတ်3တမ်းမြင့်လှစ်ကျင်ရေးကြောင်းမှာတက်ရောက်ခဲ့တယ်လို့ကော့တောင်ပါကပါခြံကနေသိရပါဗျ။အဲနောက်မှာတင်တန်းစင်းချိန်မှာကော့တောင်ခရိုင် ခမောက်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့နန်းနတ်တွန်ရှေ့တန်းခြေကုပ်စခန်းခမရ3-2တက်ရင်မှာတာဝန်ချခံရပြီးတော့နောက်ပါယခုမေလ28ရက်နေ့မှာကော့တောင်မြို့နယ်ပါကာဖာနဲ့ချိတ်ဆက်ကထွက်ပြေးလာတာလို့ဆိုပါတယ်စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့ရဲနဲ့စစ်သားတွေအနေနဲ့ပြည်သူ့ရင်ခွင်ခိုးလုံမယ်ဆိုပါကကော့တောင်မြို့နယ်ပါကာဖာတန်းဆက်သွဲနိုင်ပြီးတော့ပြည်သူ့ဘက်ပူးပေါင်းလာမယ်ဆိုရင်လက်ခံကြိုဆိုသွားမယ်လို့လည်းဆိုပါတယ်ရှင် နောက်ဆုံးသတင်းတပုတ်အနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာအင်အားရာနဲ့ချီတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူပေါင်းတပ်စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်၁၀၀၉တပ်ရင်းအင်းလေးပြည်သူ့ကာကွယ်ရေးကမနေ့ညပိုင်းမှာထုတ်ပြန်ထားပါတယ်။ညောင်ရွှေမြို့နယ်ဖျားတောင်ကျေးရွာနဲ့ရေပူကျေးရွာကိုအင်အားရာနဲ့ချီတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူပေါင်းတပ်တွေကဇွန်လ၂ရက်နေ့မနေ့ကမနက်ပိုင်းမှာ စစ်ကြောင်းထိုးလိုက်ရမှာအင်းလေးပြည်သူကာကွယ်ရေးတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။အင်အားချင်းမှမျှလာကြောင်းအင်းလေးပြည်သူကာကွယ်ရေးတပ်ကရေဘူးကျေးရွာကနေညနေပိုင်းအချိန်မှာအထီးကိုင်းမရှိစုတ်ခွာ ပေးလိုက်ရာ အကြံဖတ်စစ်ကောင်စီတပ်နဲ့ PNO တပ်တွေကရေဘူးနဲ့ဖျားတောင်ကျေးရွာအတွင်းကိုဝင်ရောက်ပြီးတော့ရေဘူးကျေးရွာဘက်မြောက်ဘက်ခြံနဲ့ဖျားတောင်ကျေးရွာမှာရှိတဲ့နေအိမ်တွေကိုဖျက်ဆီးသွားတယ်လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO တပ်တွေရဲ့အခုလိုအကြမ်းဖက်မှုလုပ်ရက်တွေကိုပြင်းထန်စွာရှုတ်ချပြီးတော့အင်းလေးပြည်သူကာကွယ်ရေးတပ်နဲ့ပြည်သူလူထုအသက်အိုးအိမ်စီစဉ်ကိုကာကွယ်ဆောက်ရှောက်ရင်းတရားမျှတမှုရရှိအောင်တော်လှန်ရေးအောင်မြင်တဲ့အထိကိုအင်တိုက်အားတိုက်စူးစမ်းတိုက်ခိုက်သွားမယ်လို့ဂတိတစ္ဆာပြုကြောင်းလဲထုတ်ပြန်ထားပါရဲ့ရှင်ဒီကနေ့မွန်တက်၁၂နှစ်ချင်းထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ပြည်သူအလုံးကိုစိတ်နှပြစမ်းမချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။